ဒီနေ့မှာတော့ထိုင်းရောက်ညီကောင်မလမတွေအမှားလည်းတို့ချက်စားလို့ရမယ်ဝတ္တနီကျလင်းလိုက်ချက်ပြမှာဖြစ်ပါတယ်အရင်ဆုံးဝဒနေတော့တောက်ထားတဲ့တဲ့ကိုရတမှုအနေငယ်အင်းညုံမှုအနေငယ်နောက်ပြီးတော့အပြင်ကအနေငယ်ထည့်ပါမယ်လိမ်ပြီးတော့နေပါချီရဲ့ချက်ဝတာအနေမြတ်ပေါ်မူတည်ပြီးထဲပါနော်။ဒါပြီးတော့စလုံးမောင်းလေးထဲမယ်။ ပြီးရင်တော့တို့တော့မဆလာလေးနိုင်ငံထဲပါမယ်နော်ကြိုင်တော့ထဲလိုက်ရမယ်တော့မထဲနိုင်ပါဘူးဒါတော့ကျွန်တော်ငကောင်းမွန်လေးအပွားနည်းနည်းပြုပါမယ်နော်ပြီးရင်တော့တို့ဖိစီလေးနိုင်ငံထဲပါမယ်အပြင်တော့တမအောင်ဝင်ပြီးနိုင်ဝတ်တင်ကြုံလက်ထားပေးပါမယ်။ဒါမှလည်း ရတာတွေကသားတွေကိုဖဲဝင်ပြီးဝသားလေးကအရတာရှိရှိထားလို့ကောင်းမှဖြစ်ပါတယ်ခင်ဗျာဘယ်နှောင်းအောင်နေထားပြီးပြီဆိုရင်တော့ကျွန်တော်ဟင်းချက်ဖို့စတင်ပြေးတင်ပါမယ်ตาตาเล็กๆก็ต้องแต่ตาเล็กဖြစ်ပါတယ်อืมเอเอเล็กๆเนี่ยอ่ะเป็นเราเจอเราเจ็ดตัวจริง ချက်တော်ကြီးအဲ့ဒါလေးကိုအဖော်ပြပြီးတော့နောက်လုံးသင်ထားပါမယ်အပြင်တော့ကျွန်တော်တို့စုံလဲကိုရဲစုံလဲကိုထည့်ထားမှဖြစ်ပါတယ်အနှစ်အတွက်ဖြစ်ပါတယ်ချင်းသွင်းရဲ့ကိုအားရဲစုံစုံလဲကိုကျင်းချက်တော်ကြီးချက်တော်ကြီးထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့အရောင်းတယ်မော်လေးနိုင်ငံထည့်ပြီးထားမှမယ်နော်ညံ့ညံ့ထားပေးထားပါမယ် ဲ့အတွက်ညံ့ညံထောက်ပေးထားပြီဆိုရင်ပတ်တင်ချန်စတင်ချက်ပါလို့ခင်ဗျာအဲ့ဒီတော့တော်တော်ဥပဒေနဲ့ငှက်ထည့်ရပါမယ်နော်ဝတ်သားလည်းဖြီးထွက်အောင်မတည်တဲ့အတွက်ဖြီးအနေနဲ့တော့ရပါပြီအပြင်တော့ကျွန်တော်တို့ဝတ်သားလေးအယောင်လာတဲ့အတွက်တခြားလက်ပတ်သားသုံးခန်းတော့ရှိတဲ့အထုပ်နှစ်ထုပ်ကိုကျွန်တော်ထည့်ပါမယ်ထည့်ပြီးတော့ကြားလေးတွေစူးလာတဲ့အချိန်ကျွန်တော် ကြည့်တတ်ပြရပါမယ်နော်ကြာချီတက်တဲ့အခါမှာကျွန်တော်တို့မိအီအနေနဲ့တက်မှာဖြစ်ပါတယ်မိသားများစွာနဲ့တရားတွေထားတော့တက်ပါတယ်ခင်ဗျအဲကြောင့်နော်မိအီအနေနဲ့ထားပြီးတော့ကြားလေးတွေပြွက်လာအောင်တက်ပေးရမှာမယ်ဘိုင်းကြားလေးတွေအခုဆိုရင်ကျွန်တော်လိုချင်တဲ့အရာရပြီဆိုရင်ဝတ်သားလေးတွေထည့်လိုက်ပါမယ် ချင်းသွင်းရဲ့ကိုအားနဲ့ဈေးချင်းနောက်ကျွန်တော်တို့နည်းနည်းပြင်ဆိုင်ပါခင်ဗျာဘာလို့လဲဆိုဝတ်သားနေတဲ့အခါမှာဒီဒီပေါက်တွေထင်တယ်လို့ပါဒါကြောင့်အဲ့ဒါနဲ့မဖြည်းဖြည်းညီတာသာထည့်ပေးရပါမယ်အေးအေးလေးနေစမ်းခွင်မင်းမလန်းနေအင်းအလုပ်တွေပြင်မန်းနေနော်တို့ထည့်ပေးပြီနော်ဝတ်သားလေးတွေကိုမကတ်သွားအောင်ဆုံးနေတဲ့ဒါလိုက်ဝင်ပေးနေရပါမယ်နော် ပြီးခဏတည်ထားလိုက်ပါမယ်ဖသားလေးတွေအကြီးကုန်ကြောတင်းနေသည်ဝင်ပြီးတော့စိတ်တက်ပေးနေမှာဖြစ်ပါလေဟိုင်းဖသားလေးတွေကလည်းကျွန်တော်တို့ ကောင်းကံနေချီသလားတင်းတင်းလေးဖြစ်လာပြီအပေါ်ရန်ရေကုန်တင်းတင်းလေးဖြစ်လာပြီဆိုရင်တို့တော့ထောင်းတာထောင်းတာနဲ့ချင်းချက်သွင်းပြီးချစ်တော်နီးဒါလေးတွေပါနွမ်းတော့အောင်ဖြီးလေးတက်ပေးပါမယ်တချင်းသွင်းရေကိုအားမင်းရတော့ကျွန်တော်တို့ဒန်နီနဲ့တွေ့တဲ့အတွက်ကြောင့်မင်းအီလေးနဲ့တွေ့ပြရမှာပါနော်မင်းပြင်းပြင်းဆိုရင်ချစ်တာကိုကတ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မင်းအီလေးနဲ့ပဲ ချက်ပြောရမှာဖြစ်ပါတယ်။အေးအေးကလေးနေစမ်းကွယ်မင်းမလုံးနဲ့အိမ်အလုပ်တွေပင်မနဲ့တိတ်တော်လေးတွေတည်တတ်ပြီးမှန်းလာတဲ့အခါမှာတော့ချစ်တာကို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 ရလာတော့စတင်ထည့်ပါမယ်။ချစ်တာကိုချစ်တာမုန်နေနေထည့်မယ်။ချစ်တာကိုချစ်တာကိုဒါနဲ့ငယ်ထည့်ပါမယ်။ချစ်တာ ရတာလေးလေးလေးဖြစ်စေရန်အတွက်ငံပြိုင်လေးတစ်ပေါက်လောက်ထည့်ပါမယ်နော်။ဒါပြီးတော့ကျွန်တော်တို့ရတာလေးနှက်သက်သွားပြီးပေးလိုက်ပါမယ်။ချင်းသွင်းရဲ့ကိုအားရဲ့ရတာလေးနှက်သက်သွားပြီးပေးလိုက်ပါမယ်။ကျွန်တော်တို့ကျွန်တော်ကျက်တော်မူခြင်းမင်းကျက်တော်နေထားတဲ့ကောင်းကြီးလေးကျွန်တော်ထည့်လိုက်ပါမယ်။ပြီးတော့ခဏလောက်နှံ့ဝေးပေးထားပါမယ်။ဒီနော်ကျွန်တော်တို့ညာဒေတာအလုပ်ထုံးနေတဲ့အတိုင်းဝသားလေးနှူးပြန်ဝသားလေးမှာ ုံးနဲ့ထည့်ပြီးနောက်တော့ဖြတ်ပါမယ်။ပြီးရင်တော့အပေါင်းလေးအုပ်ပြီးနိုင်ဝက်လောက်တည့်ထားပေးလိုက်ပါမယ်။တည့်ထားတော့မှလည်းကျွန်တော်တို့ဒယ်လီနဲ့ရှစ်တာဖြစ်တဲ့အတွက်ကြောင့်အိုမဂါစီရန်မှာကြခဏဖြစ်ပြရမှာပဲနော်။ဝတ်သားလေးကစီပြန်ရည်ပြန်ဖြစ်လာတဲ့အခါမှာတော့ကျွန်တော်တို့အပေါင်းကိုလက်ပြီးမနာရန်ဖြစ်ပြရမှာပဲနော်။ဒါမှလည်းအိုမကတ်မှာဖြစ်ပါတယ်။ ဝတ်သားလေးပြပြလာပြီဆိုရင်တော့အရောင်မှာသားလို့ကောင်းနေဝတ်နေချက်လေးရပါမယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်